ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကအဘာကြီးကိုကြည်လိုက်ရင်ရှုပ်ထွေးလွန်းတဲ့အရာတွေဗဟေလိဆန်တဲ့ရှင်းလင်းချက်တွေပြိုင်ဆိုင်နေတဲ့ theory တွေနဲ့ပြည့်နေတာကိုတွေ့ရပါလိမ့်ဒီရှုပ်ထွေးမှုတွေကြားတဲ့ကအမှန်တရားကိုဘယ်လိုရှာဖွေမလဲဒီလိုရှုပ်ထွေးမှုတွေကြားတဲ့ကအမှန်တရားကို ရှာဖွေဖို့ကုညီပေးနိုင်တာက Occam's razor ပါပဲမြန်မာလိုဘာသာပြန်ရရင်အောက်ခံရဲ့ဓာတ်လို့ခေါ်ပါတယ် ဒါပေမဲ့ဒီဓာဟာတံမဏိနဲ့ထုလုပ်ထားတာမဟုတ်ပါဘူး။ဓာဟာအတိညာနဲ့ထက်မြက်အောင်တွေးထားတဲ့စဉ်စားတွေးခေါ်မှုဆိုင်ရာဓာတလက်ဖြစ်ပါတယ်။သူ့ရဲ့အလုတ်ကတော့မလိုအပ်တဲ့အယူအဆတွေအပူအစာပလာတွေရှုပ်ထွေးလွန်းတဲ့ရှင်းလင်းချက်တွေကိုပယ်ထုတ်ရှင်းလင်းပစ်ဖို့ပါပဲ။ပြိုင်ဆိုင်နေတဲ့ရှင်းလင်းချက်နှစ်ခုရှိရင်အယူအဆအနည်းဆုံးနဲ့ အရှင်လင်းဆုံးတစ်ခုကအမှန်နဲ့ပိုနီးစပ်နိုင်တယ်ဆိုတဲ့ဒီမူကို စတင်နာမည်ပေးခဲ့သူကတော့14ရာစုကအင်္ဂလိပ်ဒသနာပညာရှင်နဲ့ဘုန်းတော်ကြီး Williams of Ockham ဖြစ်ပါတယ်။သူဟာအဲ့ဒီခေတ်ကရှုပ်ထွေးလွန်းတဲ့ဒသနာနဲ့ theory တွေကို ရှင်းလင်းခြင်းစိတ်နဲ့ဒီမူကိုအားပြုကျင့်သုံးခဲ့ပါတယ်။တကယ်တော့ Ockham ရဲ့အရင်ကတည်းကတခြားပညာရှင်တွေ ဥပမာ Saint Thomas Aquinas ကရိုးရှင်းမှုရဲ့အရေးပါပုံကို ပြောခဲ့ပေမဲ့ Occam ကဒီမူကိုအပြင်းထန်နဲ့တွင်တွင်ကျကျအသုံးပြုခဲ့တာကြောင့်သူ့နာမည်နဲ့တွဲပြီးလူသိများလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီဒါ Razor ဆိုတဲ့ဇာတ်ကလုံးကမလိုအပ်တဲ့ရှုပ်ထွေးမှုတွေအပူအစာပလာတွေနဲ့အယူအဆတွေကို ရှင်းထုတ်ပြဖို့ဖြတ်တောက်ပြဖို့ဆိုတဲ့အဓိပ္ပာယ်ကိုစောင့်ပါတယ်။ Occam's Razor ကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဘယ်လိုအလုပ်လုပ်လဲဆိုတာကိုကြည့်ကြရအောင်ပါ။မနေ့အိပ်ရာထတော့ကိုကားရဲ့တကားမှာချစ်ရအရှိကြီးတစ်ခုကို တွေ့လိုက်ရတယ်ဆိုပါစို့။ဒါကဘယ်လိုဖြစ်တာလဲလို့လူနှစ်ယောက်ကိုမေးကြည့်ကြမယ်ဆိုပါစို့။ပထမတစ်ယောက်ကညကအိမ်ရှိကိုအာကာသရင်တစ်စင်းဆင်းသက်လာပြီးဂျူသားတစ်ကောင်က ပြုတ်ဝက်ကရိယာတစ်ခုနဲ့ရည်ရွယ်ချက်ရှိရှိချစ်သွားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။နောက်တစ်ယောက်ကတော့ဘေးအိမ်ကကလေးတစ်ယောက်ကကြောက်ခဲနဲ့ဇရိုက်ဆန်ဆန်ချစ်သွားတာဖြစ်နိုင်တယ်လို့ဆိုမယ်ဆိုကြပါစို့။အဲ့တော့ပထမတစ်ယောက်ရဲ့ယူဆချက်မှာအင်းရှိကိုအာကာသရင်တစီဆင်းသက်လာပြီးဂျိုသားတစ်ကောင်ကလျှို့ဝက်ကရိယာတစ်ခုနဲ့ရည်ရွယ်ချက်ရှိရှိချစ်သွားတာဆိုတဲ့နေရာမှာယူဆချက်တွေအများကြီးပါပါတယ်။ဥပမာဂျိုသား အာကာသယင်ရည်ရွယ်ချက် စတဲ့ယူဆချက်တွေအများကြီးပါပြီးတော့ဒုတိယဖြည့်ရှင်းချက်မှာတော့ဘေးအိမ်ကခလေးတယောက်ကြောက်ခဲနဲ့ချစ်သွားတာဆိုတော့ဖြည့်ရှင်းမှုမှာယူဆချက်အနေနဲ့ခလေးတယောက်စော်ကစားမှုဒါပဲပါပါတယ်။ဒါကြောင့် Occam's Razor ကဒုတိယရှင်းလင်းချက်ကိုရွေးချယ်ဖို့အကြံပြုပါတယ်။ဘာလို့လဲဆိုတော့ပိုပြီးဖြစ်နိုင်ခြေရှိပြီးယူဆချက်အနည်းဆုံးကိုတုံးထားလို့ပါ။ အော့ခမ်စ်ရဲ့ရေဇာကိုဆရာဝန်များအသုံးပြုပုံကိုလည်းရှင်းလင်းပြခြင်းပါတယ်။လူနာတယောက်မှာချောင်းဆိုးတာ၊နှာရည်ယူတာနဲ့ကိုပူတာစတဲ့လက္ခဏာတွေရှိနေရင်ဆရာဝန်ကရှားပါတဲ့ကုသရခက်တဲ့ယောဂါကြီးတစ်မျိုးကိုချက်ချင်းစဉ်းစားမှမဟုတ်ပါဘူး။သူတို့ကခွာတန်ကြားရင်မြင်းကိုစဉ်းစားမြင်းကြားကိုမစဉ်းစားနဲ့လို့ဆိုတဲ့စောင်းပုတ်ရှိပါတယ်။ဆိုလိုတာက ပိုပြီးဖြစ်လေဖြစ်တာရှိတဲ့တုတ်ကွေးဒါမှမဟုတ်အေးမိခြင်းလို့ပဲယူဆပြီးအရင်ဆုံး စစ်စစ်ကူတာပါလိမ့်မယ်ဒါဟာအော့ခမ်ရဲ့ရေဇာကိုအသုံးပြုတာပါပဲသိပ္ပံပညာရဲ့နယ်ပယ်မှာအော့ခမ်ရေဇာဟာအထူးအရေးပါပါတယ်သီအိုရီနှစ်ခုကတူညီတဲ့ဖြစ်ရပ်တွေကို ရှင်းပြနိုင်စွမ်းရှိတဲ့ဆိုရင် သိပ္ပံပညာရှင်တွေဟာအပူအစာပလာတွေမလိုအပ်တဲ့အစိတ်ပိုင်းတွေအ ਨੇ ဆုံးပါဝင်တဲ့ ိုမိုရိုးရှင်းတဲ့ theory ကိုဦးစားပေးရွေးချယ်လေးရှိပါတယ်။နယူတန်၏လောကဓာတ်ဆိုင်ရာနိယာမများ Newton's laws ဟာအာကာသတဲကရွေလျားမှုတွေကိုရှုပ်ထွေးတဲ့ geometry တွေနဲ့ရှင်းပြတဲ့ရှီဟောင်း theory တွေထက်ပိုရိုးရှင်းပြီး ပိုအသုံးဝင်ခဲ့တာကို တွေ့ရပါတယ်။ဒီလိုပါပဲ Wiglif e simien principles of parsimony လို့ခေါ်တဲ့ဒီမူကို စင်ကဲပြောင်းလဲမှုဇီဝဗေဒ evolutionary biology မှာ သက်ရှိတွေရဲ့ဆွေစဉ်မျိုးဆက်သစ်ပင် phylogenetic tree ကိုရေးဆွဲတဲ့အခါအဆင့်ဆင့်ပြောင်းလဲမှုအ ਨੇ ဆုံးကိုရွေးချယ်တဲ့နေရာမှာသုံးကြပါတယ်ဒါပေမဲ့တတိထားရမယ့်အချက်ကတော့ရိုးရှင်းတဲ့ဆိုတိုင်းအမြဲတမ်းမှန်တာမဟုတ်ပါဘူးရိုးရှင်းလုံးတဲ့ရှင်းလင်းချက်ကအချက်အလက် ထဲတာတွေကိုရှင်းပြနိုင်စွမ်းမရှိတော့ဘူးဆိုရင်အဲ့ဒီရှင်းလင်းချက်ဟာမှားယွင်းသွားပါပြီ။အယ်ဘတ်အိုင်စတိုင်ကပြောခဲ့ဘူးသလိုပါပဲ။တတ်နိုင်သမျှရိုးရှင်းအောင်လုပ်ပါ။ဒါပေမဲ့ပိုမရိုးရှင်းပါနဲ့တဲ့။သူ့ရဲ့မူရင်းက as simple as possible but no simpler တဲ့။ညီကုန်းချုပ်အနေနဲ့ Occam's razor ဟာရှုပ်ထွေးနေတဲ့လောကကြီးကိုနားလည်ဖို့အတွက် ကျွန်တော်တို့ကိုကူညီပေးတဲ့စင်းစားပုံနီးလန်းတစ်ခုဖြစ်တယ်လို့မှတ်ယူနိုင်ပါတယ်။ရှုပ်ထွေးတဲ့ပြဿနာတွေပြိုင်ဆိုင်နေတဲ့အယူအဆတွေနဲ့ကြုံလာတဲ့အခါမလိုအပ်တဲ့အယူအဆတွေကိုဖျက်ထုတ်လိုက်ပါ။ပြီးရင်အရှင်းလင်းဆုံးအထီးရောက်ဆုံးဖြည့်ရှင်းနည်းကိုသာရွေးချယ်ပါ။မိတ်ဆွေများခင်ဗျာ Occam's Razor ရဲ့ရှင်းလင်းမှုစွမ်းအားကို နေ့စဉ်ဘဝမှာအကျိုးရှိရှိ အသုံးချနိုင်ကြပါစေ။ နားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဘဝမှာအဆအဆရရအဆင်ပြေချောမွေ့ပါစေခင်ဗျာ